မြဝတီတွင် online လိမ်လည်မှုများနှင့်ပတ်ဝန်းပတ်သက်သည့်တရုတ်နိုင်ငံသားများအားနေရပြန်ဖို့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ မြန်မာနိုင်ငံမြောက်ဝတီမြို့ကအွန်လိုင်းလိမ်လည်မှုတွေမှာပါဝင်ထိတရုတ်နိုင်ငံသား1198ဦးကိုတရုတ်ပြည်သို့ပြန်ပို့လိုက်ကြောင်းပြည်သူ့လုံခြုံရေးဝန်ကြီးဌာနကတနင်္လာနေ့မှာပြောပါထိတရုတ်ခံတွေကိုဒီဇင်ဘာလတရက်ကစပြီးထိုင်းနိုင်ငံမှာသက်ဆင့်တရုတ်ရဲများစောင့်ချက်မှုဖြင့်အတုံးလိုက်လက်လွှဲခဲ့ကြောင်းတရုတ်ဝင် WeChat အကောင့်မှာဖော်ပြထားပါထိ နိုဝင်ဘာလ14ရက်နေ့တရုတ်ကမ္ဘောဒီးယားလာအိုမြန်မာထိုင်းဗီယက်နမ်တို့အပါအဝင်ဝန်ကြီးများဆွေးနွေးပွဲပြုလုပ်အပ်ပြီးပူးပေါင်းဆောင်ရွက်ကြရန်သဘောတူညီခဲ့ကြကာနှက်ဆက်ဖြတ်ကျော်အွန်လိုင်းလိမ်လည်မှုတွေကိုတိုက်ဖြတ်ဖို့စတင်ပူးပေါင်းခဲ့ကြပါတယ်လိမ်လည်မှုတွေကိုရှင်းလင်းခဲ့တဲ့မြဝတီနာတဝိုင်းမှာတရုတ်မြန်မာထိုင်းတို့မှရဲတပ်ဖွဲ့တွေကနောက်ထပ်စစ်ဆင်ရေးများပြုလုပ်ခဲ့ကြပါသေး ေဝါရီ20နောက်ပိုင်းထဲကဆိုရင်အွန်လိုင်းလိမ်လည်မှုနဲ့ဆက်ဆက်တဲ့တရုတ်နိုင်ငံသားပေါင်း6600ကျော်ကိုတရုတ်ပြည်သူပြန်ပို့ထားတယ်လို့သိရပါတယ်။နေဆက်ပြတ်ကျော်အွန်လိုင်းလိမ်လည်မှုတွေကိုနိုင်ငံပေါင်းစုံမှဆက်လက်တိုက်ဖြတ်နေပြီးတရုတ်ကရာဇဝတ်ကွန်ရက်များကို ဖြိုခွဲကောင်းပြည်သူလုံခြုံရေးဘင်းကင်းစိတ်ချရဖို့တရားဥပဒေချမှတ်သွားမှဖြစ်တယ်လို့ဝန်ကြီးဌာနကပြောထားပါတယ်လို့သိရပါတယ်ရှင်။